သိန်း6000လောက်အကုန်ခံပြီးတော့ဗောနော်အချိန်တနစ်ခွဲလောက်ရိုက်ထားတယ်ဒါယွန်လေးဗောနော်ယွန်လေးတော့မဟုတ်ယွန်လေးယွန်စရာကောင်းလေးအဲ့ရုပ်ရှင်ကဒါမြန်မာရုပ်ရှင်လောကမှာပထမဆုံးအချိန်ဖြစ်ကြည့်မဲ့သူတယောက်မှမရှိတဲ့ရုပ်ရှင်အဖြစ်မှတ်တမ်းဝင်သွားတယ်ဗောနော် မင်္ဂလာပါဒီကနေ့ကတော့နိုဝင်ဘာ29ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းသတင်းကောင်းတွေရှိတယ်သတင်းအားရစရာတွေရှိတယ်ပေါ့နော်ပထမဆုံးဒါသိန်း6000လောက်အကုန်ခံပြီးတော့ပေါ့နော် အချိန်တနည်းခွဲလောက်ရိုက်ထားတဲ့ဒါယွန်လေးပေါ့နော်ယွန်လေးတော့မဟုတ်ယွန်လေးယွန်စရာကောင်းလေးယွန်လေးရဲ့ဒါမျိုးပြတဲ့ကလမ်းမများအဲလမ်းမဒါဘာလဲကွာဒီကောင်ပေါက်တကရရေးပေးတာနော်အဲရုပ်ရှင်ကဒါမြန်မာရုပ်ရှင်လောကမှာပထမဆုံးအကြိမ်ဖြစ်ကြည့်မဲ့သူတရားဥပမာမရှိတဲ့ရုပ်ရှင်အဖြစ်မှတ်တမ်းဝင်သွားတယ်ပေါ့နော် ဒီစကားကိုနိုဝင်ဘာ28ရက်မှာယုံတင်ပြသတယ်ဒါကြည့်မဲ့လူတယောက်မှမရှိဘူးရောက်မလာလို့ပေါ့နော်အဲ့ဒါနဲ့အချက်ပြန်ပြန်ကွဲပြီးတော့ဒါပိတ်လိုက်ရတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်မလာတာမှဒါရုပ်ရှင်မှာပါဝင်တဲ့တယောက်ဆောင်တွေကအစမလာတာယုံလေးကိုဘယ်လောက်ယုံတယ်လဲဆိုတော့ပေါ့နော်အဲ့တော့ဒါအမှုပညာလောကဟာနေမှာနားယူမယ်တွေဘာတွေပါအစဖြစ်သွားတော့ပေါ့နော်လုံးဝအကုန်လုံးစိတ်နာပြီးတော့ပေါ့နော်လုံးဝသူနဲ့အတူတူမရှိသေးလို့ပေါ့နော်အတူတူတောင်အစဲမခံနိုင်လို့ဆိုတဲ့ပုံစံမျိုးတွေနဲ့ ပို့စ်တွေပါတင်ပြီးတော့ငါခန်းစားချက်တွေနဲ့ပေါ့နော်ဒါကြောက်ခဲကိုဖင်ညာညက်သလိုပောက်ကွဲနေတဲ့ကောင်ပေါ့အကောင်အကောင်ရဲ့ဟာလေဒါပြည်သူတွေကြားထဲမှာအားရစရာဝမ်းသာစရာတခုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဖြစ်စဉ်မှာမြင်လိုက်ရတဲ့ဟာကကျွန်တော်တို့ဒါလူမှုရဲ့ရင်ထဲကတကက်ခန်းစားချက်အစ်မှန်ကိုဒါတွေ့လိုက်ရတယ်ဒါဘာပဲပြောပေါ့နော်ဒါလည်းနမဲ့ပြည်သူကဒါမတက်တာလို့ဒါငြိမ်ခံနေရတယ်ဆိုပေမဲ့လေဒါအာနာရှင်ကိုရတဲ့နေရာမှာရတယ်လို့ပုံစံမျိုးနဲ့တော့ဆန့်ကျင်တွန်းလှန်နေတယ် ဘာနာရှင်နဲ့ပတ်သက်ဆက်နွယ်သူမှန်သမျှကိုလည်းဒါလုံးဝကင်းကင်းရှင်းရှင်းပါနော်ရန်ကာပြက်ပုံစံမျိုးနဲ့ white collar လှုပ်ပြနေတဲ့ဟာကအရင်အားရစရာကောင်းတယ် ဲ့တော့ဒီဖြစ်စဉ်ကအဲ့လိုပုံစံမျိုးကိုထိတိမိမိထပ်ပြီးတော့မြင်ရတဲ့ဖြစ်စဉ်တစ်ခုပေါ့နော်အဲ့တော့ Vigor ကဘလောက်တိထိရောက်တယ်လဲပေါ့နော်အခုကြည့်ဒါမျက်ရည်နဲ့မျက်ခွက်ဖြစ်တဲ့ဆင့်ထိကိုပေါ့နော် လုံးဝသူ့လုံးနေကြသူ့ရဲ့ရည်မှန်းချက်သူ့ရဲ့အိမ်မက်တွေကအဆပေါ့နော်လုံးဝဘာမှမလုပ်ချင်တော့လောက်အောင်ထိဖြစ်သွားလောက်တဲ့ထိကိုဒါထိရောက်တယ်ပေါ့နော်အဲ့တော့ Vigor ကအရန်ကိုထိရောက်တယ်ဆိုတဲ့အကြောင်းဒါတက်တည်ပြနေတာပေါ့နော်အဲ့တော့အခုဆိုရင်ဒါဒီကောင်တော်တော်လေးကိုစိတ်သက်ကြစင်းတာတွေပါလိဖြစ်နေလောက်ပြီပေါ့နော်အဲ့တော့ဒါတသက်လုံးဒါမတိမချင်းနဲ့အနုပညာအလုပ်ပဲလှုပ်ချင်ခဲ့တာတဲ့ နုပညာလှုပ်တော့ကြတော့အောင်မြင်တာကြားနေရမယ်။တော့ငစားနော်အဲ့တော့ယုံထဲမှာရှိတဲ့ဒါတန်ရှင်းလှုပ်ရမယ်ဝင်နေနေရတော့ပျော်နေပါတော့နော်။တန်ရှင်းလှုပ်ရအောင်လို့ယုံထဲတောင်မှမလှုပ်ဘူး။ ဲ့တော့ဒီ white call ကိုဒါကျွန်တော်တို့ဆက်လုပ်ကြမယ်အဲ့တော့အခုလိုမျိုးဒါညညွတ်ခဲ့ကြတဲ့ပြည်သူတွေအားလုံးကိုလည်းဒါကျေးဇူးတင်ပါတယ်ဗောနော်အဲ့တော့ဒီလိုပုံစံမျိုးနဲ့ပဲဒါစစ်ကောင်စီကိုဆက်ပြီးတော့ရတဲ့နေရာကနေတွန်းလှန်ကြမယ်စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်သူမှန်သမျှကိုလည်းအခုလိုမျိုးပဲကင်းရင်ရှင်းရှင်းပုံစံအဖက်မလို့ဘူးဗျာဒီကောင်တွေဘာလို့လို့ဆောက်ကုန်းဆိုင်ကိုဖက်မလို့ဘူးဆိုတဲ့ပုံစံမျိုးနဲ့နေပြလိုက်တာအယမ်းကိုထိရောက်တဲ့ဒါသူတို့ကိုတန်ခတ်ခြင်းတစ်ခုဖြစ်တယ်ဗောနော်အဲ့တော့ဒီဥစ္စာကလည်းဒါကျွန်တော်တို့ဆက်ပြီးတော့လှုပ်ရှားဖို့လိုမယ်ဗောနော်နောက်တစ်ခုကဒါခင်ဦးပွဲဗောနော်ခင်ဦးပွဲမှာ ဒါတိုက်ပွဲမှာပေါ့နော်စစ်ကောင်စီစစ်သားတွေအတုံးယုံနဲ့တေကြတာတွေ့လိမ့်မယ်လက်ွက်တွေထဲမှာကစင်းရိုးတွေပေါ်မှာပေါ့နော်ဒီလိုမျိုးပုံစံမျိုးနဲ့တည်နေကြတဲ့စစ်ကောင်စီစစ်သားတွေအားလုံးတွေ့လိမ့်မယ်အဲဥစ္စာကိုဒါအခုရှင်းလင်းလုပ်ခဲ့ရတယ်ပေါ့နော်ပုတ်ပွားနေရတော့ဒါကျွန်တော်တို့တပ်ပုံတွေတွေ့ရတဲ့ခါမှာတော်တော်ဆိုးဆိုးဝါးပေါ့နော်ဒါအဖွဲတွေကပင်မန်းနေဗျာဘာလို့ပင်မန်းလဲဆိုတော့အများကြီးပဲစော်ထားတာအများကြီးပဲပြင်းထားတာဆိုတော့အခုအများကြီးလိုက်ပြီးမီးရှို့နေတာရှင်းလင်းလုပ်နေရတာပေါ့နော်စစ်ကောင်စီဘက်ကကောင်တွေအများကြီးတည်တာလေအဲအကြောင်းမလို့ဒါအဖွဲတွေဆိုရင်အခုဆိုဒါဒီဆိုင်ကယ်တာယာတွေနဲ့ပေါ့နော်ဆိုင်ကယ်တာယာတွေနဲ့ဒါ ဒီကောင်တွေရဲ့ဒါပုတ်ပွနေတဲ့ခန္ဓာကိုယ်တွေပေါ်မှာတင်ပြီးတော့ဒါမိပုံရှုခဲ့ရတဲ့ဖြစ်စဉ်တွေဒါရှိခဲ့တယ်ပေါ့နော်အဲ့တော့ပုံစံတွေကဗျာဆုပ်ပြတ်တက်နေအချိန်လည်းနည်းနည်းကြာသွားပြီပေါ့နော်အဲအကြောင်းမလို့ဒါဆုပ်ပြတ်တက်ပုတ်ပွယွန်စရာကောင်းတဲ့အဖြစ်မျိုးတွေတော့မြင်တွေ့လဲရတယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်အဲ့ဘက်ချမ်းမှာရှိတဲ့ဒါလက်ခွက်တွေကတော့ဒါမျိုးစားတွေကောင်းပြီပေါ့နော်စပားတွေပါလေအဲ့အထွက်နိုးနေပါလေတိုးတော်မှာပေါ့လေနော်အဲ့အားရစရာကောင်းတယ်ပေါ့နော်နောက်တဲ့တစ်ခုကလည်းဒါ PDF ဇိုးလန်းကဒါတိုက်ပွဲဖြစ်စဉ်ဗီဒီယိုပေါ့နော်အဓိကတော့ဒီတိမ်မျိုးအဝင်နေရာကို ဒါဒေါ်လိုင်းတပ်ဖွဲ့တွေကဒါဝင်ရောက်တိုက်ခိုက်ပြီးတော့တိမ့်ပိုက်နိုင်ခဲ့တဲ့ဟာပေါ့နော်စစ်ကောင်စီစစ်သားတွေလုံးဝနောက်ကြတဲ့ခြေတော်တစ္ဆာပေါက်ဆိုတဲ့ပုံစံမျိုးနဲ့ထွက်ပြေးရတဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့လည်းထုတ်ပြန်လာတာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်မနေ့ကပြောတဲ့အချိန်မှာဒါမထွက်လာသေးဘူးပေါ့နော်ဒါပေမဲ့အာတိတ်မကြခင်အချိန်မှာပဲထွက်လာတယ်အားရစရာကြီးပေါ့နော်အဲ့တော့ရှေ့ကျုံးလာပေါ့နော်လက်နဲ့တွေဘာတွေချဖို့ဘာဘူးကစားအော်အော်ပြီးတော့ပြောတာအော်ပြီးတော့လည်းပြောဟဲ့အောင်လက်နဲ့ချလက်နဲ့ချမသေးချင်းလက်နဲ့ချအဲအဲ့လိုပုံစံမျိုးနဲ့အော်ပြီးတော့လည်းပြောတယ် ပြစ်လဲပြစ်တယ်ပေါ့နော်ဒါမချတဲ့ကောင်ဆိုပြစ်မယ်ပြီးရင်អော်ပြီးတော့ပြောပြီးလိုက်လဲလိုက်တာအာအဲ့လိုပုံစံကြီးချတာအော်អော်ကြီးကြီးနဲ့ပေါ့နော်လုံးဝတကယ့်ကို special ပွဲကြီးကိုမြင်လိုက်ရတာပေါ့နော်ဒါကျွန်တော်တို့ကဒစိတ်တစ်ပိုင်းပဲမြင်ရအဲ့တိုက်ပွဲရဲ့အကြောင်းကိုကျွန်တော်တို့ပြောပြနေတဲ့အချိန်မှာကျွန်တော်တကယ်ဟာလုံးဝပါဇက်အဟောင်းသားနဲ့ဟာတို့အပွဲတကယ်ကြမ်းလာပြီလားပေါ့နော်အဲ့လိုပုံစံမျိုးကြီးဒီဒါကျွန်တော်ခန်းစားခဲ့ရတယ်အဲ့မှာတကောင်းဆိုကဘာပေါ်တက်ပြေးတာပေါ့နော်မိတယ်ကောင်တကောင်းကဘာပေါ်တက်ပြေးကဘာဝါနေပြန်စင်းလာလက်လက်တွေပါလွတ်ဖြစ်ပြီးတော့ပြေးရနော် သူ့ကိုတွေ့တဲ့အချိန်မှာလက်နဲ့မရှိတော့ဘူးအဲ့လက်နဲ့ကကောက်ပြီးသွားပြီအဲဒါပေမဲ့အဲ့ကောင်ကအဲ့လိုမျိုးလွတ်မလားဆိုတဲ့ပုံစံမျိုးနဲ့ကဘာပေါ်တွေတွေ့တွေ့တက်ပြီးပြေးပြေးပြီးပြေးရပြေးတာပေါ့ဗျာအဲ့ရဘလောက်ထိဖွဲ့စည်းပုံပြတ်သလဲဘလောက်ထိဖျို့ဖျက်ဖြစ်သလဲဆိုတဲ့ဟာကိုပြတယ်ပြကွက်ကြီးစစ်ကောင်စီဘက်ကကောင်တွေဘလောက်ပဲအတန်ကောင်းဟစ်နေပါစီပေါ့နော်မြေပြင်မှာသူတို့ရဲ့စစ်သားတွေကအဲ့လိုမျိုးဥတီရမဲ့ပြေးလွှားနေတဲ့အဆင်မျိုးတွေဖြစ်နေလားအဲ့ဒါကိုကအားရစရာကောင်းတာပေါ့နော်အဲ့မှာဒီကောင်ကိုခေါ်လာတဲ့အချိန်မှာ တက်ဖွဲ့တွေကကောင်းအောင်မပြောတာပါပဲကောင်းအောင်မဆက်ဆံနေအဲသူကကြောက်နေတာဗောနော်ဘမလည်းအမိကြံတဲ့သူတွေဘမလည်းမေးတယ်ဒါတော့မေးရမှာပဲဗောနော်လက်နဲ့ဘမလည်းအာကောက်ခဲ့ပြီပါညာအဲအဲ့လိုမျိုးကတော့မေးရမှာဗောနော်ဒါပေမဲ့သူ့ရဲ့ပုံစံကကြောက်လန့်တကြရဖြစ်နေတော့အဲ့လိုမဖြစ်စေချင်ဘူးအဓိကတော့ကောင်းအောင်လက်နဲ့ချလိုက်အဲဆိုကောင်းအောင်ဆက်ဆံခံရမှာကောင်းအောင်ပူပေါင်းလိုက်ဆိုရင်းနဲ့တက်ဖွဲ့တွေစီနဲ့ချိတ်ဆက်ပြီးတော့ဗောနော်တက်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့တစ်ခါလေလက်နဲ့နဲ့အလင်းဝင်လာလိုက်အိုးရှယ်တော်မှထားအောင်မယ်အဲအဲ့လိုမျိုးဆိုရင်အခုကဒါတိုက်ပွဲဖြစ်တဲ့ချိန်ကြမှာဒါမိလာဆိုတော့ဒါစစ်တုံမှန်းပါတော့ စစ်တုံမှန်အဲ့တော့စစ်တုံမှန်ဖြစ်ပြီဆိုမှတော့မျက်နှာရပါလေငယ်ပြမနေနဲ့ပေါ့နော်အဲအဲ့ဒီကတယောက်ကတော့သိတဲ့အတိုင်းပဲကျွန်တော်ဒါမနေ့ကပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ငဖေတွေပါလေဖြစ်သွားပါပေါ့နော်ဘာကြောင့်လဲဆိုတော့လိန်နဲ့ညာတယ်မင်းမဖြစ်ဘူးပေါ့လေနော်အဲ့လိုမျိုးဖမ်းတဲ့ဖြစ်စဉ်တစ်ခုတွေ့ရတယ်ထပ်ပြီးတော့ဒီတိတိမြို့အဝင်အထိလိုက်ပြီးတော့ပြင်းတာပေါ့နော်အဲ့ဒီဥစ္စာကိုလည်းတွေ့ရတယ်အဲ့မှာနောက်ထပ်တယောက်ထပ်ပြီးတော့ဖမ်းမိတာရှိတယ်ပေါ့နော်ဟာအဲ့ကောင်ဆိုလဲကို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 နဲ့ပြေးချလာပေါ့နော်နောက်တယောက်ပေါ့နော်အဲ့လိုမျိုးဒါတိုက်ပွဲဖြစ်စဉ်ဗီဒီယိုဘန်ကိုထုတ်ပြန်လာတာရှိတယ်ပေါ့နော်ဘာဖြစ်ဖြစ်အဲ့တိုက်ပွဲက အဲစစ်ကောင်စီဟာတကယ်တမ်းတော့ဒါသူတို့ရဲ့တပ်ပတ်ချာလေလောက်ပဲသူတို့ထိန်းချုပ်နိုင်နေဆိုတဲ့ဟာကိုထပ်ပြီးတော့ပြလိုက်တဲ့ဖြစ်စဉ်ဖြစ်ရည်တခုဖြစ်တယ်အဲ့တော့မြို့ဝင်ထွက်လို့အရေးကြီးပါတယ်ဆိုတဲ့နေရာတော်မှပဲဒီကောင်တွေမဆိုးမနိုင်ဘူးအဲကြတော့အဲချင်းပြည်နယ်ပြန်သိမ်းမယ်ရွေးကောက်ပွဲလုပ်မယ်လို့ဘာလို့ညာတို့ကြွေးကြော်နေတဲ့စစ်ကောင်စီကလက်ရှိမြေပြင်မှာတော့အင်အားတွေဘလောက်ပဲဖြည့်တာဖြည့်တာအဲ့မှာဆိုအင်အား900ကျော်ဖြည့်တာ အဲ့လိုမျိုးအင်အားတွေဖြည့်ထားပါစေမြေပြင်မှာတော့အရှုံးကြီးရှုံးနေတယ်လုံးဝသူတို့ထိန်းချုပ်လို့မရဘူးသူတို့ရဲ့စီးရဲရီမဲချက်တွေမအောင်မြင်ဘူးဆိုတဲ့ဟာကိုသိသာစေတယ်ပေါ့နော်အဲ့တိုက်ပွဲကအကျိုးမြတ်တွေအများကြီးရခဲ့တယ်အဓိကတော့ဂုံပေါ့နော်ဂုံ မင်းတို့စစ်ကောင်စီပြောပြောနေတဲ့ဟာတွေကလက်တွေ့မြေပြင်မှာမဟုတ်ပါလားဆိုပြီးတော့တော်လိုင်းတပ်ဖွဲ့တွေကထပ်ပြီးတော့တဝက်ပြလိုက်တာပေါ့နော်အဲ့တော့အဲ့ဒါလည်းအားရစရာကောင်းတယ်ပေါ့နော်နောက်တစ်ခုကဒါစီရေးမအောင်မြင်တဲ့အပြင်လက်ပေးလက်ယူကိစ္စတွေနဲ့ပေါ့နော်အရေးယူဖို့အတွက်ဖန်စီစစ်ဆေးခံနေရတဲ့နာမခတိုင်းမှုမျိုးဝင်ထွေးဒီကောင်ဒီကောင်အရင်ကစစ်တုံးဝင်ဖြစ်မှုတဲ့ကောင်ပေါ့နော်အဲ့ကောင်ဒါအခုလစ်နေပြီပေါ့နော်အဲ့သူ့အပြင်မှာသူ့ရဲ့မိသားစုကအခုဆိုတဘာလဲပါတယ် မြောက်လိုင်းကတည့်ရတိုင်းပဲဆွေစဉ်မျိုးဆက်အကုန်လောက်နေတာဒီကောင်မရိုင်းနေအဲအဲ့လိုပုံစံမျိုးဒါချင်းချင်းချတာချပါစီကြိုက်သလောက်ချပါစီပေါ့နော်ကျွန်တော်တို့ကဝမ်းသာလို့ပြောပြအောင်နော်သူ့ရဲ့မိမနဲ့တာသူ့ရဲ့မိသားစုဝင်တွေကိုပါဒါမြောက်လိုင်းကဖမ်းထားပြီပေါ့နော်ဖမ်းပြီးတော့ဒါသူတို့တွေကိုပါစစ်ဆေးတာတွေလုပ်နေတာဟုတ်မဟုတ်တွေပါတွေဖြစ်နေလောက်ရေအခုဆိုရင်ကောင်းတယ်ပေါ့နော်အဲ့တော့တိုင်းမှုအစ်စ်ဆိုတဲ့ကောင်ကလည်းပြောရရင်ဒါ တိုင်းမှုအစ်တာဝန်ယူလိုက်တယ်ယူယူချင်းပြီးချင်းမှာစပြီးတော့ဘာလုပ်ရလဲဆိုတော့စေးရုံကိုသွားပြီးတော့အရင်စစ်ရစစ်ရအောင်ပေါ့တပ်ဖွဲ့တွေပြင်းထားတာပေါ့နော်အဲ့မှာသူတို့စေးရုံမှာဆိုအပြည့်ပဲပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သူစပြီးတော့တာဝန်ယူနေရတော့ရှိတယ်ဒါပေမဲ့လက်ရှိသူ့ဘက်သူတိုင်းမှုအဖြစ်တာဝန်ယူထားစေအောင်တော့ပေါ့နော်မြေပြင်မှာသူတို့ရဲ့ဒါစစ်ကောင်စီစစ်သားတွေအလဲလဲအကွဲအကွဲဖြစ်နေတဲ့ဟာကြောင့်မလို့သူလည်းပဲချင်းအခုလိုမျိုးရေးယူခံရမလဲဆိုတဲ့ဟာမပြောတတ်ဘူးပေါ့နော်စေးရည်မဲ့ချက်မအောင်ဘူးဆိုရင်ဒါပြင်းခံရမှာပဲပေါ့နော်အဲ့တော့ တပ်ဖွဲ့အနေနဲ့စစ်တာနိုင်အောင်တိုက်တကယ်ပြောတာစစ်တာနိုင်အောင်တိုက်အောက်ချိန်မှသာအောက်ချိန်တိုက်ပွဲတွေမှာသာနိုင်အောင်တိုက်အထက်ကကောင်တွေဖြီးပါဖီအားတွေရောက်တယ်အခုအဲ့ကြောင့်ပြောတာစစ်ကောင်စီစစ်သားတွေကိုသာမြေပြင်မှာတကယ်လုံးဝအတမထွက်နိုင်အောင်ပြင်းနိုင်တယ်ဟေးဆိုရင်အပေါ်မှာရှိတဲ့တိုင်းမှုဆိုတဲ့ကောင်လေချက်ချင်းလက်ငင်ရေးယူခံရတာတွေရှိတယ်ပေါ့နော်အဲ့ကြောင့်မလို့ဒါကအားရစရာကောင်းတယ်အဲ့တော့ကျွန်တော်စစ်အနိုင်တိုက်ရေးဆိုတဲ့ဟာကိုဦးစားပေးလှုပ်ဆောင်ကြဖို့လေရေးကြည့်တယ်ပေါ့နော် အဲနောက်တစ်ခုကတော့ဒါကျွန်တော်ဘကိုးအနောက်ချမ်းနက်တလင်းမြို့နယ်ဓမ္မငယ်ရဲစခန်းအဲအဲ့ရဲစခန်းနဲ့ဒါအထွက်တိုးစခန်းပေါ့နော်အဲ့စခန်းတွေကိုနိုဝင်ဘာ28ရက်မှာ3831တရင်ကပဲဒါ3831တို့3832တို့ခုလုံးမှာတော်တော်ကြမ်းနေတာပေါ့နော်နေရာစုံက live ပြင်းနေကြတာဖြစ်စင်နေလဲအများကြီးပဲထုတ်ပြန်တာရေချိုးရည်လည်းမထုတ်ပြန်သေးရသေးရှိတာပေါ့နော်အဲ့တော့ကျတော့အဲ့လိုပုံစံမျိုးနဲ့ဒါတိုက်ဖွဲ့တွေကလှုပ်ရှားနေကြတာဖြစ်စင်နေအများကြီးရှိတယ်အဲ့အဲ့တိုက်ဖွဲ့တွေကအခုလေဒါတပြိုင်တည်းဒီနေရာနှစ်ခုကိုပြင်းဖို့အတွက်သွားတဲ့အချိန်မှာထူးဆန်းတာတွေဖြစ်တယ် ူးဆန်းတာတွေတွေ့ရတယ်ပေါ့နော်အဲ့တော့တိုက်ဖို့သွားတာပေါ့နော်တေးရှာကိုမတိုက်လိုက်ရအောင်တေးရှာကိုမတိုက်လိုက်အောင်ထွက်ပြေးကုန်လို့ပေါ့နော်ဒါပြူရဲစစ်သားပေါ့နော်ဒါစစ်ကောင်စီစစ်သားအခုကနေထွက်ပြေးကုန်လို့ဒါစကန်းကိုဝင်စီးပြီးတော့မိပဲရှုခဲ့တိုက်ဖို့သွားတာနေရာနှစ်ခုလုံးတိုက်ဖို့သွားတာပဲဒါပေမဲ့ခုနလိုစစ်ကောင်စီရောဒါပြီးရင်ရဲရောပြီးရင်ပြူရောပေါ့နော်အကုန်လုံးကထွက်ပြေးကုန်လို့တပ်ဖွဲ့တွေကမကြေမချမ်းနေဖြစ်နေမှာတကယ်ငါတို့ကတိုက်ဖို့သွားတယ်မတိုက်ခဲ့အောင်ဆိုပေါက်ကွဲနေမှာအဲ့နဲ့မပြန်လို့လဲဆိုတော့ ဒါလုံးဝကောင်းကောင်းမပြင်းလိုက်ရလို့မကြင်မနဲ့ဖြစ်နေတာနေပါပေါ့ဗျာအဲ့တော့အဲ့တက်ဖွဲ့တွေကအပြန်မှာညဘက်ကြီးဒါ၁၁ခွဲလောက်ကြီးကိုဒါတောင်ညိုကွက်တစ်ရေစကန်းကိုလက်နဲ့ကြီးနဲ့ဝင်ကြုံလမ်းကြုံလမ်းကြုံဝင်စော်တာပေါ့နော်အရှင်းမှာလုံးဝအာပါတရမစော်ခဲ့ရဘူးဗျာထွက်ပြေးသွားကြလက်နဲ့ခင်ရနေလည်းမဲရမလဲပေါ့နော် အဲကြောင့်လို့ပောက်ခွဲပြီးတော့အပြန်ကြတော့မထူးဘူးကွာညာ7ခွဲဒီစကမ်းမှာဝင်ကျုံးကွာဆိုရင်ကျုံးကြတော့နော်အဲ့တော့ပွဲကတော့တော်တော်လေးကျန်းတယ်ဒါပေမဲ့စကန်းတော့မရခဲ့ဘူးပေါ့နော်အဲ့တော့အဖွဲတွေလုံးဝအထီးကိုက်မရှိဘူးပေါ့နော်လုံးဝမရအောင်တော့အဖွဲတွေကရမ်းစိတ်ကြီးတာနောက်တစ်ခုကိုသွားချမယ်ဆိုရယ်ပုံစံမျိုးနဲ့သွားပြင်းကြတာပေါ့နော်အဲ့ဒါကလည်းတကယ်အားရစရာကောင်းတယ်ပေါ့နော်ဒီရက်ပိုင်းမှာဒီတက်ဖွဲ့နေလဲကျွန်တော်တွေးဆမှုရှိတယ်ပေါ့နော်အဖွဲအနေနဲ့တကယ်ကိုရွရွချွန်ချွန်လှုပ်ပြင်းနေကြတာပါဒါပေမဲ့အဲ့လိုမျိုးကျွန်တော် interview ပါတယ်ဆိုတဲ့ခါလေးမှာပေါ့နော် တပ်ဖွဲ့တွေကပြောလို့ရတဲ့ပုံစံမျိုးပြောတာပြီးရင်ပြောလို့ရတဲ့ဟာမျိုးလို့ပြောပြတယ်ဆိုတဲ့ဟာကိုလည်းနားလည်စေချင်တယ်ပေါ့နော်အဓိကတော့ကျွန်တော်သားဒါစစ်ကောင်စီဘက်ကတရင်ပေးဆိုရင်တပ်ဖွဲ့တွေနဲ့ကျွန်တော်နဲ့ဒါရုံကြီးကြီးဆက်ဆံနေရရှိတယ်ပေါ့နော်အဲကျွန်တော်ကြောက်ဒုက္ခရောက်တဲ့တပ်ဖွဲ့ဝင်တယောက်မှမရှိဘူးပေါ့နော်အဲအဓိကတော့ဒါကျွန်တော်တို့ဖြစ်စေချင်တဲ့ဟာကဒီတပ်ဖွဲ့တွေရဲ့လုံဆောင်ချက်တွေကိုပြည်သူတွေပို့ပြီးတော့သိစေချင်တယ်အဲလိုမျိုးသိတဲ့ခါကျမှဒီတပ်ဖွဲ့တွေရဲ့ ဒါထိုးတဲ့တဲ့ဟာတွေကိုဒါကျွန်တော်တို့ပြည်သူတွေကဖြည့်ဆည်းပေးနိုင်မယ်ဖြည့်တင်းပေးနိုင်မယ်ပေါ့နော်အဲဒါကြောင့်မလို့တပ်ဖွဲ့တွေဘက်ကအစလာပြီးတော့ဒါကံလန်းတဲ့ပုံစံမျိုးလေးတွေရှိတယ်ဒါအခုမှကျွန်တော်ထုတ်ပြောတာပါအဓိကတော့ဒါတပ်ဖွဲ့အနေနဲ့လည်းဒီစစ်အနိုင်တိုက်ရေးကိစ္စတွေလောက်ကြတဲ့အခါမှာ ဘလို့ပဲဖြစ်ဖြစ်ဒီငွေကြေးကလိုအပ်တယ်ပေါ့နော်အားကြောင့်မလို့သူတို့လှုပ်ခဲ့တဲ့လှုပ်ဒါလှုပ်ရက်တွေဖြစ်စင်နေပေါ့နော်ဒီကနေ့ပတ်သက်တဲ့အောင်မြင်မှုတွေကိုပြည်သူတွေစီကိုချပြတယ်ကျွန်တော်ကနေတဆင်ပေါ့နော်အဲ့လိုချပြတယ်အပြည့်ရနဲ့ဒါပြည်သူတွေကဝိုင်းဝန်းပြီးတော့ကူညီပေးပကြပါဆိုတဲ့ပုံစံမျိုးလေးနဲ့ကျွန်တော်တို့ကလှုပ်ဆောင်ကြတာဖြစ်တယ်အဲ့ဒီကတော့ကျွန်တော်တို့တွေအကူအညီလိုအပ်နေလို့ဒါဒီလိုလှုပ်ရတာပေါ့နော် ကျွန်တော်တက်ဖွဲ့တွေမှာသာငွေပုံကြီးဖင်ကူးထိုင်တာဆိုရင်ကျွန်တော်လည်းဒီလိုလုပ်ကြရမလို့တက်ဖွဲ့တွေလည်းကျွန်တော်ဒီလိုလာပြောကြရမလို့ကျွန်တော်ကလည်းတက်ဖွဲ့တွေကိုအဲ့လိုမျိုးသွားပြောကြရမလို့ဘူးပေါ့နော်အဓိကတော့ဒါပြည်သူအနေနဲ့တက်နေတဲ့လောက်လေးပါဝင်ပေးကြစေခြင်းနဲ့မြေပြင်မှာတကယ်ချနေကြတာတကယ်ချနေကြတဲ့တက်ဖွဲ့တွေကအခုလိုဆောင်းတွင်းကြီးမှာတော့မှအေးတယ်ချမ်းတယ်စီးတယ်ဒါမျိုးပုံစံမျိုးတွေမပြောဘဲနဲ့ကြီးပဲပေးပါဆိုတဲ့ပြောတဲ့အဖွဲ့တွေကအများကြီးရှိတယ်ပေါ့နော်အားကြောင့်မလို့တက်ဖွဲ့တွေကိုတက်နိုင်တဲ့အပိုင်းတွေကနေပြောပါဝင်ပေးကြစေခြင်းနဲ့ပေါ့နော်အဲ့တော့နိုဝင်ဘာ28ရက်နေ့မနက်ပိုင်းမှာပဲပေါ့နောက်ထပ်ဒဇယ်မှာနာမည်ကြီး ပြူကောင်းဆောင်ဖုံကြီးဝါတဝအဲဖုံဖုံဝါတဝဆိုစပါတော့လဲမှာမှတ်မိရမလားလောကလက်ွက်တဲမှာပေါ့နော်အတုံးယုံပြကြနေတဲ့ကောင်လေးပေါ့နော်အဲအဲဥစ္စာကဒါဖုံကြီးဝါတဝထိန်းထားပါလေဆိုတော့ထိန်းချုပ်ထားပါလေဆိုတော့မူးတိမ်ပြူရွာကိုလည်းကျောင်းပြည်သေးတက်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တယ်အဲ့ဒီရွာမှာစစ်ကောင်စီနဲ့ပြူအင်အားတရာလောက်အခြေပြုနေတာပေါ့နော်အဲ့လိုအခြေပြုနေတဲ့ဟာကိုတော်လိုင်းတက်ဖွဲ့တွေကအလင့်ငိုက်ဝင်ကျုံတာပြူရွာကိုဝင်ကျုံတာပေါ့နော်အလင့်ငိုက်ဝင်ကျုံတယ်တိုက်ပွဲကြချင်းနှစ်နာရီကျော်ကြာတယ်ဂန်းငါးလည်းရတယ် အဲဂန်းကားလည်းရတယ်အသုံးဆောင်ပစ္စည်းအချို့ရတယ်အဲ့တော့ဒီမူးတိန်ဆိုတဲ့ဟာကလည်းဒဇယ်ဘက်မှာတကယ်အရေးပါတဲ့ပြူရွာတစ်ခုဖြစ်တယ်ပေါ့နော်ဘီနာပတ်ချာလေကလည်းဒီဝါဒဝအုပ်ဆိုးနေတဲ့ပြူရွာတွေဖြစ်တယ်ဆိုပြီးတော့သိရအဲ့တော့ပြူရွာဆိုတဲ့အတိုင်းပဲဗျာစစ်ကောင်စီရဲ့လက်ပါစီဖြစ်တယ်စစ်ကောင်စီဒါလှုပ်လို့မရတဲ့နေရာတွေလက်လန်းမမီတဲ့နေရာတွေမှာဒီကောင်တွေကဝိုင်းပြီးတော့လှုပ်မယ်စစ်ကောင်စီရဲ့ရီမန်းချက်တွေကိုအကောင့်တွေပေါ်ပေးမယ်ပြီးရင်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ပေါ့နော်သူကဒီခြေရွာတွေကိုစစ်ကြောင်းတွေထိုးတယ်အဲထိုးပြီးရတဲ့ပြည်သူတွေရဲ့အိမ်တွေမိရှိုးတဲ့ဖျက်ဆီးတဲ့ ပြည်သူတွေရဲ့အိမ်တွေကနေပြီးဖောက်ထွင်းပြီးတော့ဖိုးတန်ပစ္စည်းတွေလွတ်ယူတယ်ခိုးယူတယ်တဲယူတယ်ပေါ့နော်ကားကြီးကားငယ်အသွေးသွေးနဲ့အဲ့လိုမျိုးပုံစံမျိုးတွေကိုတဲကြတာပေါ့နော်အဲဒါကြောင့်မလို့ဒါတော်တော်လေးမယိုင်းဆုပ်ပဲတဲ့ကောင်တွေဖြစ်တယ်ပြည်သူတွေကိုလည်းရဲရဲဆက်ဆက်တက်ဖြတ်တဲ့ပုံစံမျိုးတွေကိုလုံးဝလက်မညွတ်စစ်ကောင်စီစစ်သားထက်တောင်မှပူဆိုးတဲ့ပြူတွေရှိတယ်ဆိုပြီးကျွန်တော်သိရတယ်ပေါ့နော်အဲအဲ့ဒါကြောင့်မလို့ဒီလိုမျိုးကောင်တွေကိုခုလိုမျိုးလုံးဝတင်ကန်းစာပြတာလဲအယက်မိုက်တယ်ပေါ့နော်တင်ကန်းစာတွေမဟုတ်အပြောက်ပြင်းတာပေါ့နော်ဒါဒါတော့မှပဲဒါစစ်ကောင်စီဘက်ကပေါ့နော် လေချောင်းကနေပြီးတော့ဘုံကျဲတာတွေရှိလာလို့ဒါနေမင်းရှင်းလေးရေကောင်းကောင်းမလုပ်ရဘူးမပြီးဘူးပေါ့နော်အဲလေချောင်းကနေဘုံအလုံးကြီးတရာနီးပါးကျဲချခဲ့တာအဲ့တော့ဒီနေရာတွေကသူတို့အတွက်ဘလောက်အရေးကြီးသလဲဆိုတဲ့ဟာကိုဒီဘုံကျဲတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကြည့်ရင်သိတာစီလေဘာကြောင့်လဲဆိုတော့စစ်ကောင်စီက သူ့အတွက်အရင်မကြည့်ပါဘူးဆိုတဲ့နေရာတွေကိုသူကလေချောင်းပြစ်ကူမပေးတဲ့အပြင်တောင့်ထားခိုင်းတာပေးမယ်ဆိုပြီးအိမ်မက်တွေပေးရဒါရှေ့မှာဖြစ်စဉ်တွေအများကြီးရှိရပါတော့ဒါအတန်ဖိုင်တွေလည်းပေါက်ကြခဲ့တာရှိတယ်အဓိကတော့အဲ့လိုမျိုးနေရာတွေသူ့အတွက်အရင်မပါဘူးဆိုတဲ့နေရာတွေကြာရင်လုံးဝအားတောင့်ထားလေချောင်းတက်လာပြီးဘာဖြစ်လဲညာဖြစ်လဲဒါမျိုးပုံစံမျိုးနဲ့နှစ်သိမ့်ပြီးတော့အသေးခံခိုင်းပလိုက်တဲ့စခန်းတွေနေရာတွေရှိတယ်ပေါ့နော်ဒါပေမဲ့သူ့အတွက်အရေးကြီးပါလေဆိုတဲ့ဟာမျိုးတွေကြာရင်သူလေချောင်းပြစ်ကူပေးတယ်အဲ့တော့ဖြူရွာတွေကိုတောင်မှပဲလေချောင်းပြစ်ကူပေးလာနေပြီဆိုုံနဲ့ကဖြူတွေကလည်းသူတို့အတွက်အရေးကြီးလာနေပြီ ဘာကြောင့်အကြီးကျယ်သူတို့ရဲ့စစ်သားတွေတတိတတိနဲ့ကုံဆုံးနေတာတွေအများကြီးရှိတယ်။အပြုတ်ော့ကြတော့ဒါခုနလိုပေါ့နော်။ဒါဒါအချင်းချင်းပြန်ပြီးတော့ရန်တိုက်တဲ့ပုံစံမျိုးပေါ့။ဒေသခံကိုဒေသခံနဲ့ပြန်တိုက်ခိုင်းတဲ့ပုံစံမျိုးမမတ်ရဲပေါ့နော်။ဒါသွေးခွဲပြီးတော့လှုပ်တဲ့ပုံစံမျိုးတွေကသူတို့တည်းအရန်ထိရောက်တာ။အဲအဲ့ဒါကြောင့်မလို့သူတို့တည်းအရန်အရေးပါလာတဲ့ပြူတွေကိုအခုလိုမျိုးလေချောင်းပြစ်ကူကစားပေးလာနေပြီဆိုတဲ့အကြောင်းလည်းသိရတယ်။နောက်တစ်ခုကအဲ့လိုမျိုးပေးတာကလည်းစစ်ကောင်စီရဲ့စစ်သားတွေပါစစ်ကောင်စီရဲ့စစ်ကြောင်းတွေပါအဲ့လိုနေရာမျိုးတွေမှာရှိနေလို့ အဲအဲ့ဒါကြောင့်မလို့ဒါသူတို့ကဒီကြောင့်ပြစ်ကူတွေပေးတာအဲ့တော့ဘုံလုံးကြီး100ကျော်တောင်100 100နီးပါးပေါ့နော်100နီးပါးတောင်ကျဲချခဲ့တာဖြစ်တဲ့အတွက်ပေါ့နော်အဲ့မှာတပ်ဖွဲ့တွေကရှင်းလင်းရေးတေချာမလုပ်နိုင်ဘူးပေါ့နော်လက်နက်ကြီးတွေနဲ့ပါပြစ်တာလက်နက်ကြီးတွေပါပြစ်ခဲ့တာပေါ့နော်အဲ့တော့အဲ့ဒီလိုမျိုးတိုက်ပွဲကိုဒါပြူရွာကိုတိမ့်နိုင်ခဲ့တဲ့ဟာကခန်းကားလဲရခဲ့တဲ့အောင်မြင်မှုကိုဒါတော်လိုင်းတပ်ဖွဲ့တွေဘက်ကဖြူဟာ50နှစ်ပေါ်ဦးစစ်ကြောင်းအဲ10မြို့နယ်ပခဖအပြင်ရွှေဘိုခရိုင်အမှတ်25တရင်ပြည်သူ့လူမျိုးရေးတပ်မတော် PLA အဲဒူဝင်ရေဦးမြို့နယ်အဖွဲ့ပြင် ဝန်တပါလာရေဦးမြို့နယ်အဖွဲ့ပြီးရင် drone force 30ဒီအဖွဲ့တွေကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်ပေါ့နော်ကို့အပိုင်းမှာကို့ကျန်းနေကြတာအဖွဲ့တွေကမိုက်တယ်အဲ့ဒါအားရစရာကောင်းတယ်အတိကတော့ကို့နယ်မြေမှာရှိတဲ့အဖွဲ့တွေအားလုံးစုစည်းပြီးတော့တိုက်တယ်ဆိုရင်အောင်မြင်မှုရကိုရတယ်ဆိုတဲ့အကြောင်းကိုတပ်ဖွဲ့တွေသိလာပြီတဖြည်းဖြည်းနဲ့သိလာရင်ငါတို့ညီညွတ်တယ်ဆိုရင်စစ်ကောင်စီဘလို့မှမခံနိုင်ဘူးစစ်ကောင်စီရဲ့လက်ပါစီပြုဆိုရင်ပြောမနေနဲ့တော့အဲအဲ့လိုမျိုးပုံစံမျိုးတွေကိုတပ်ဖွဲ့တွေကတဖြည်းဖြည်းနဲ့သိလာပြီအဲအကြောင်းမလို့လေအခုလိုပူးပေါင်းပြီးလှုပ်ဆောင်တဲ့အပိုင်းတွေကပူပူပြီးတော့ များလာတယ်တွေ့လာရတယ်။အဲမြေပြင်မှာတော့လိုအပ်ချက်တွေကတော့ရှိတာပေါ့လေနော်။တချို့အဖွဲ့တွေကကြတော့လက်နက်ခင်းရန်အခုချိန်ထိမပြည့်စုံသေးရတယ်ရှိတယ်။ဒါကြောင့်မလို့လဲစစ်ကောင်စီကအညာကိုအဲ့လိုမျိုးဒါစစ်ကြောင်းတွေဖိထိုးတာ။ဘာကြောင့်လဲဆိုတော့အဖွဲ့တွေအများကြီးကွဲတယ်။ပြီးရင်အဲ့မှာရှိတဲ့အညာအဖွဲ့တွေကလက်နက်ခင်းရန်မပြည့်စုံဘူး။လက်နက်ကြီးတွေပါလေဒါမပြည့်စုံဘူး။အဲဒါကြောင့်မလို့ဒါဒီနေရာတွေကိုငါတို့လုတ်တယ်ဆိုရင်တော့ဖြစ်မှာเนาะဒါမြ мян ဆန်းဆန်းနဲ့နေမြေတွေတိမ့်ပိုက်နိုင်လိမ့်မယ်ပေါ့เนาะအဲဒီအညာဘက်ကအဖွဲတွေဆိုရင်ဟိုးရင်ကလေးကမှပေါ့เนา အာစီးရင်းနဲ့ပတ်သက်တဲ့အထွေကြုံတွေလည်းမရှိခဲ့ဘူးစစ်သားလုပ်ဖို့လည်းရွေချက်ရှိထားတဲ့သူတွေမဟုတ်ဘူးအဲကြအခုချိန်အထိလည်းစီးရင်းနဲ့ပတ်သက်လို့ပေါ့နော်တပ်ဖွဲ့တွေကအဲကောင်းကောင်းမွန်မွန်ပြပြကိုးကွားနဲ့ဒါတင်တန်းနေပါရဲ့ဆိုရင်ကာလရှိတင်ခဲ့ရတာမဟုတ်ဘူးအဲ့တော့ငါတို့အတွက်ပို့ပြီးတော့လွယ်ကူတယ်ဆိုတဲ့ပုံစံမျိုးနဲ့အညာကိုအထင်သေးပြီးတော့လာတာကြုံတာသူတို့ကတကယ်အညာဘက်ကလေကြောင်းတိုက်ခိုက်မှုတွေကိုကြီးကြီးလိုက်မယ်ဆိုရင်တခြားဒါအရောက်နေမြေတွေဘက်ကိုတိုက်ခိုက်တာထက်ပို့ပြီးတော့အနိုင်ပြန်ပြန်ပြီးတော့ပြစ်တာပြစ်မှတ်ကိုပို့ပြီးတော့တိကျအောင်လို့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြစ်ခဲ့တာဖြစ်တယ် အဲပြောမယ်ဆိုရင်အညာကိုထင်သေးတာပေါ့နော်အခုတော့အညာအထင်မသေးရတော့ပါဘူးအပေါ်ကောင်တွေတော့သေးရင်သေးမှာပေါ့အောက်ကောင်တွေကတော့အထင်ကိုမသေးရတော့ဘူးပေါ့လားဒါသမျှစစ်ကြောင်းအကုန်ဖျောက်နေတာပေါ့နော်အဖွဲတွေကတကယ်တင်းကောင်းတွေထပ်ပြီးတော့ရှိပါသေးတယ်အဲ့အတွက်လည်းကျွန်တော်တို့ရင်ခုန်ကြမယ်ပေါ့နော်နောက်ထပ်ဝန်သားစရာသတင်းတစ်ခုကတော့ဒါရှမ်းပြည်တောင်ပိုင်းကတိုက်ပွဲမှာခမရ429ကဒါတင်းမှုအပါစစ်ကောင်စီစစ်သားတွေအထိပြောက်များသွားတယ်ဆိုတဲ့သတင်းအဲ့ဒါလည်းကောင်းတယ်ပေါ့နော်တင်းမှုတွေသေးတယ်ဆိုတာဒီဒီဘက် ခြေနေမှာတော့ဒါထူးဆန်းတဲ့အရာတော့မဟုတ်တော့ဘူးဘောလို့နော်ဒါပေမဲ့လည်းအောင်မြင်မှုတစ်ခုအနေနဲ့ဆိုရင်တော့ဟုတ်တယ်ဒါတပ်ဖွဲ့တွေကတိုင်မှုပါတည်အောင်ပြင်းနိုင်တာဖြစ်တယ်ဆိုတော့ကျွန်တော်ထည့်ပြောမှရမယ်အဲ့တော့ဒါတိုင်မှုအသေးရတယ်ဆိုတဲ့အကြောင်းကိုလည်းတိုက်ဝဲတွင်ဒါရဲဘော်တို့ကဒါ People Spring ကိုဒါအတီးပြုတ်ထားရှိတယ်ဘောနော်စစ်ကောင်စီကဒါ KNY နဲ့ရှမ်းတောင်စစ်မြေပြင်တွေမှာဒါ PNO သူတို့ရဲ့လက်ပါစီ PNO အဖွဲ့တွေကိုကောင်းကောင်းအသုံးချနေတာရှိတယ်ဘောနော်အဲ့တော့မြေပြင်တိုက်ပွဲတွေမှာဒါ PNO ကိုဒါရှေ့ကနေတင်ပြီးတော့စစ်ကောင်စီကနောက်ကနေ အင်အားလိုက်ဆက်တာတွေလုပ်တယ်လက်နက်ကြီးပြစ်ကူပေးတာတွေလေကြောင်းပြစ်ကူပေးတာတွေလုပ်ပေးတယ်ပြီးရနဲ့ဒါတို့ထိ ंछ ုပ်လို့ရသွားပါပြီဆိုတဲ့နေရာတွေဆိုရင်စစ်ကောင်စီကအင်အားတိုးပြီးတော့အထိုင်ချတာတွေဒါပြီးရင်ဒါအခြေခံနေပြီတိဆောက်တဲ့ပုံစံမျိုးတွေတို့လုပ်ကြတာရှိတယ်ဗောနော်အဲ့တော့အဲ့တော့ပြောမယ်ဆိုရင် PNO ကစစ်ကောင်စီတက်ဒီဒေတာတွေရဲ့အခြေအနေတွေအချက်လက်တွေတည်င်းနေဒါတွေကိုပို့ပြီးတော့တို့ကကြွန့်ကျင်နေ ပို့ပြီးတော့ရရှိနိုင်စစ်ကောင်စီတက်ပို့ပြီးတော့ရရှိနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒါစစ်ကောင်စီကသူတို့ကိုရှေ့ကနေတင်ပြီးတော့ကောင်းကောင်းအတုံးချခဲ့တာဖြစ်တယ်အဲ့တော့အဲ့လိုမျိုးအတုံးချခဲ့တဲ့စစ်ကောင်စီရဲ့နီးလန်းတွေကထိရောက်မှုရှိခဲ့တယ်ဘာကြောင့်လဲဆိုတော့ဒါကရင်နီနယ်မြေတွေကတချို့နေရာတွေကိုသူတို့ပြန်ပြီးတော့ထိန်းချုပ်နိုင်တယ်ဆိုတဲ့ဟာကလည်းဒီနီးလန်းတွေကိုတုံးခဲ့လို့ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒါစစ်ကောင်စီအနေနဲ့ဒါ PNO ကိုရှေ့ကနေတင်ပြီးတော့တိုက်ပွဲတွေတိုက်ခိုင်းတယ်ဒါပေမဲ့လည်းအခုနောက်ပိုင်းဒါ PNO စစ်သားတွေတော်တော်များများတေးကြတယ်တော်တော်ကိုတေးကြတယ် သူတို့ဘက်ကယာရှိပိုင်းတွေကစားသေးတယ်ဆိုပြီးတော့သတင်းတွေတောက်လျှောက်တက်လာနေတာတွေရှိတယ်အဲ့တော့ဒါကလည်းသလိုင်းတပ်ဖွဲ့တွေရဲပေါ့နော်လုံးဝလွယ်လွယ်ကူကူနဲ့အလျှော့မပေးဘူးလာစံကြိုက်သလောက်လာစံမင်းတို့ကြိုက်သလောက်နီလန်းကိုသုံးစံကြိုက်တဲ့နီလန်းကိုသုံးစံဆိုပြီးတော့ဒါလွယ်လွယ်ကူကူဒါအလျှော့မပေးဘဲနဲ့ပေါ့နော်နေမြေတွေပြန်မပေးဘဲနဲ့ရဲရဲဝုံးဝုံးပြန်ပြီးတော့တုံ့ပြန်တိုက်ခိုက်တာတွေကြောင့်မလို့ဒါရှေ့ရပိုင်းမှာဆိုရင်ဒါသူတို့ထိခိုက်တာတွေတည်ဆုံးတာတွေအများကြီးရှိခဲ့တယ်ပေါ့နော်အဲဒါကြောင့်မလို့ဒါအခုဆိုရင်ဒါစစ်ကောင်စီရဲ့အကြီးပိုင်းတွေပါတည်ဆုံးတာတွေရှိလာနေတယ်တရင်မှုဆိုတာကတရင်တရင်မှာသူကအကြီးဆုံး တရင်တရင်ရဲ့အခရာပေါ့နော်ပြောမယ်ဆိုရင်အဲ့တရင်မှာရှိတဲ့ဒါအောက်ခြေကစစ်သားတွေစိတ်သက်တက်ကြခြင်းစိတ်သက်ကြဆင်းခြင်းပေါ့နော်အဲအဲ့ဒါတွေအကုန်လုံးကဒီတရင်မှုပေါ်မှာအယမ်းမှုတည်တယ်ပေါ့နော်အဲ့တော့အခုလိုမျိုးတရင်မှုတည်တယ်ဆိုတဲ့သတင်းအဲ့ဒီသတင်းကိုကြားရတဲ့ခါကျတော့ရှေ့တန်းမှာရှိတဲ့ကောင်မဖြစ်ဖြစ်နောက်တန်းမှာရှိတဲ့ကောင်မဖြစ်စိတ်သက်တွေကြာဟာငါတို့တရင်မှုဆိုတဲ့ကောင်ငါတို့ထက်ကြီးတဲ့ကောင်ငါတို့ထက်ကြီးတဲ့ဒီတရင်မှုတဲ့ကြီးတဲ့တရင်မှာဆင်မဲ့ရှိတယ်ပေါ့နော်အဲ့လိုကောင်မျိုးတော်မှတည်တယ်ဆိုတော့ငါတို့ရဲ့နေအောင်ဘယ်နေလဲဆိုပြီးတော့တို့တွင်းတွင်းနေမှာတကယ် အဲ့လိုမျိုးပုံစံမျိုးပဲသူတို့တွေစိတ်ဓာတ်တွေကြာနေလောက်တယ်ဗောနော်ပြီးရင်ဒီတန်မှုဆိုတဲ့သူတွေကဗျာရှေ့တန်းမှာလိုက်ရတယ်ဆိုရင်တော့မှပဲသူကသူ့ရှေ့မှာဒီတက်ခွဲတွေဘာတွေရန်ထားတာပြီးရင်သူ့ဘေးနားမှာအဲ့လိုမျိုးလက်ဖြောင်းဖွဲ့တွေဘာတွေအာစစ်ကြောင်းယုံတွေဘာတွေကဆအဲ့လိုမျိုးဒါဝင်းရံပြီးတော့နေတဲ့ကောင်အဲ့လိုကောင်မျိုးပြောမယ်ဆိုရင်တော့ဗျာရှေ့က point တက်စိတ်ထက်တော့သူကအန်နီယကင်းတဲ့နေရာမှာနေတာပဲနောက်နားကြကြမှာနေတာပဲဗောနော်အဲ့တော့အဲ့လိုမျိုးနေပါတယ်ဆိုတဲ့ကောင်တော်မှဒါတည်နေရပြီဆိုတော့ဒါစစ်ကြောင်းမှာရှိတဲ့တခြားကောင်တွေကလည်းစိတ်ဓာတ်တွေကြာစင်းနေပါပဲ နောက်တန်းမှာရှိတဲ့ဒါသူတို့ရဲ့ကြံခဲ့တဲ့ဗောနော်အဲဒါရဲမေတွေပြီးရင်နောက်ချန်အရာတွေဒါတွေကလည်းစိတ်သက်တွေကြတာမျိုးဒါသူတို့တော့ကအဲ့ဒါထူးဆန်းတော့မဟုတ်တော့ပါဘူးဘာလို့လဲဆိုတော့တင်းမှုတွေကခုနောက်ပိုင်းမှာတောက်လျှောက်တည်နေကြတာဆိုရလေနော်အဲ့တော့ဒီခမရ420ခွန်ကဒီဒီမော့ဆိုအခြေစိုက်တည်ရင်ဗောနော်အဲ့တော့ဒီတင်ရင်ကရှမ်းတောင်မှာဆစ်စင်ရင်ထွက်နေရတယ်ဆစ်စင်ရင်မှာလည်းအခုလိုကြမ်းကြမ်းတမ်းတမ်းသူတို့ရင်ဆိုင်နေရတယ် CFP ရတွေခန်းစားနေရတယ်ပြီးရင်ဂရင်းနီဂရင်းနီကလည်းသိတဲ့အတိုင်းပဲ CFP ရတအားကိုပြင်းထွက်တာသူတို့ခန်းစားနေရမှာပဲ သူတို့ရဲ့နောက်တန်းတရင်ဌာနချုပ်ကလည်း CAF ကခန်းစားရမှာရှိသလိုရှေ့တန်းစစ်ကြောင်းတွေကလည်း CA နဲ့ပတ်သက်လို့တော်တော်လေးကို FIFA ခန်းစားနေရမှာအခုလိုမျိုးသေးပါတယ်ဆိုတော့ပူတော်မှာစိုးဦးမယ်ပေါ့နော်အဲ့တော့စစ်မြေပြင်မှာတကယ်အရေးကြီးတာအဲ့ခေါင်ဆိုတဲ့ကောင်တွေကအရေးကြီးတယ်ပေါ့နော်အမိတ်ပေးနေတဲ့ကောင်ကွက်ကဲနေတဲ့ကောင်ညွန့်ကြားနေတဲ့ကောင်တွေကပို့ပြီးတော့အရေးကြီးတယ်အစ်စကောင်စီဘက်ကကောင်တွေကပို့ပြီးတော့မှဒီလိုမျိုးဒါခေါင်းဆောင်ကိုထိသွားပြီးဆိုတဲ့အခါကျရင်ပို့ပြီးဖြိုပြဲဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူတို့စီမှာကအဲ့လိုမျိုးပေါ့နော် ဒါလုံးဝအမိတ်စည်းစိမ်မှုစနစ်ပုံစံမျိုးတွေလှုပ်ထားတယ်ဆိုရင်တော့မှပဲသူကအကုန်လုံးအရရအားလုံးကိုသူကငါတိငါတက်ပုံစံမျိုးနဲ့ခြေလှယ်ထားကြတာပုံများတယ်။အဲဒါအဲ့လိုကောင်မျိုးကိုကန်ထုတ်လိုက်ပြီးကစ်ထုတ်လိုက်ပြီးဆိုတာနဲ့အောက်ခကောင်တွေကဖြိုဖျက်ဖြစ်တာပဲ။စိတ်သက်တွေအကြီးကျယ်ကျဆင်းတာပဲ။အာလုံးဝအတိတဲ့အတိုင်းပဲတဲမှုဆိုတဲ့ကောင်ဖိအားပဲပေးတာလေ။အောက်ကတောက်လျှောက်ဖိအားခံနေရတာ။အဲ့တဲမှုကိုကြောက်လို့တာလက်နဲ့မချရင်မချပဲဗောနော။အဲ့တဲမှုတည်သွားကြည့်တမ်းပြီးလက်နဲ့ချတဲ့ကောင်ကအများကြီးဖြစ်လာလိမ့်မယ်။ဒါဟာအရေးကြီးတယ်ဗောနော။ဒါကြောင့်မလို့ ခေါင်းတွေကိုရွေ့ရွေ့ပြီးပြင်းဖို့လိုတယ်စစ်ကောင်စီဘက်ကလည်းအဲ့ဒါကိုလုပ်တယ်နော်စစ်ကောင်စီဘက်ကလည်းအဲ့လိုပုံစံမျိုးသူတို့တိထားတယ်သူတို့ယူဆထားတာဖြစ်တဲ့အတွက်ဒီဘက်ကတော်လိုင်းအင်အားစုတွေရဲ့အကြီးအကဲဆိုတဲ့ဟာမျိုးတွေကိုဒါလုံးဝစုံစမ်းပြီးတော့လေချောင်းပုံကျဲတိုက်ခိုက်တာတွေသူတို့ဇက်တိုက်လုပ်နေကြတာရှိတယ်ပေါ့နော်ဒါဟာလည်းသတိထားမယ့်အရာဖြစ်တယ်နောက်တစ်ခုကတော့ဒါ KK Pack အဲ ဇော်မဲလုံးပြောရပါ KK ပတ်အဲ့ဒီကနေပြီးတော့ဒါဖျားသုံးစုဒီကိုထွက်ပြေးလာတဲ့တရုတ်လူမျိုး23ယောက်ကို KNU ကထိုင်းအာနာပိုင်နေစီကိုလွှဲပေးလိုက်တယ်ဆိုတဲ့သတင်းတွေ့ရတယ်ဗောနော်အဲ့တော့တပ်တွေအထောက်အထားတွေပါအနှင်းခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်အဲ့23ဦးမှာ20ကတရုတ်တုံးဝကူကန်အဘာမထူအဲ့ကြအဲ့လိုမျိုးပုံစံမျိုးနဲ့စည်ရင်သွင်းထားတယ်ဆိုပြီးတော့တွေ့ရတယ်အဲ့သူတို့နဲ့အတူဒါကွန်ပျူတာတွေပါတယ်အဲ့ဖုန်းအလုံးကြီးဆိုရင်600နဲ့600ကျော်တယ်600နဲ့၄လုံး ပြီးမှတ်စုစာအုပ်တွေပါတယ်ဘဏ်ကတ်တွေပါတယ်အဲ VIP ကတ်လိုဟာမျိုးတွေပါတယ် USB drive တွေပါတယ် passport တွေပါတယ်ဗောနော်စတဲ့အဲ့ဒီအထောက်အထားတွေအကုန်လုံးကိုလည်းထိုင်းအာရာဘိုင်းနေစီကိုဒါတက်တဲ့အဖြစ်လွှဲပေးလိုက်တယ်ဆိုပြီးတော့တွေ့ရတယ်ဗောနော်ဒါပြင်ဒါမြစ်ကမ်းဘေးမှာစုဝေးနေတဲ့နိုင်ငံသားတွေအတွက်အသေးစိတ်အချက်အလက်တွေကိုပေးဖို့တန်ရုံအများပြားကိုလည်းဆက်သွယ်ထားတယ်ဆိုပြီးတော့ဒါဖော်ပြထားတယ်ဗောနော်အဓိကတော့အဲ့ဒီနေရာမှာစုဝေးနေပါတယ်ဆိုတဲ့သူတွေကလည်းအဲ့မှာတချို့ဖန်းခံရတဲ့သူတွေလည်းပါတယ်ဗောနော် အဲ့ဒါတွေကဒါတို့နိုင်ငံတွေကနေပြီးဆက်သွယ်တဲ့ပုံစံမျိုးနဲ့လောက်ရအောင်ပေါ့နော်အဲ့တော့တဖက်ကန်းကိုကူးပြီးမှပဲဒါတွေကဆက်လို့ရမယ်ပုံစံမျိုးအဲ့အဲ့လိုဟာမျိုးကိုဒါအခုဒါစုဝေးနေတယ်စုပြုံနေတယ်ပိတ်မိနေတယ်ဆိုတဲ့ဟာကတိတ်တော်လည်းမကောင်းဘူးပေါ့နော်အဲ့တော့ဒါတဖက်ကဒါအာရပိုင်းနေအနေနဲ့ဒါကိုဖြည့်ရှင်းနိုင်တယ်ဆိုရင်တော့လည်းမစိုးဘူးပေါ့လေနော်ဒါပေမဲ့အခုလိုမျိုးကိစ္စမှာဒီတက်တေကအရန်အရေးကြီးတယ်ပေါ့နော်ပြောချင်တာကဗျအဲ့ဒီတက်တေတွေပေးလိုက်ပြီဆိုတဲ့အချိန်မှာတကယ်ထိထိရောက်လုံနိုင်မှုလည်းအရေးကြီးပါတယ် ါပေမဲ့အခု KNU ကပူးပေါင်းပြီးတော့လှုပ်ဆောင်မယ်ဆိုတဲ့နိုင်ငံတကာအဖွဲ့တွေကလည်းအချင်းတော့မဟုတ်ဘူးပေါ့လေနော်အဲ့တော့ဘာပဲဖြစ်ဖြစ်အဲဒီဥစ္စာနဲ့ပတ်သက်လို့တော့ပွဲကလှပြီလို့ပြောရမှာပေါ့နော်အဲ့တော့ဇော်မင်းထွန်းနဲ့ဒါဇော်မဲလုံးနဲ့မင်းအောင်လှိုင်ကတော့ဒီကြားပြန်နဲ့ပတ်သက်ရင် KNU ကလုံနေတယ်ဆိုပြီးတော့ပြောတာပဲပေါ့နော်ဒါပေမဲ့ KNU ကအခုလိုမျိုးဒါတက်သေးတွေရောလူတွေရောအဲပြီးရင်ဒါအချက်လက်တွေရောဒါတွေရောကိုဒါတစ်ဖက်အာဏာပိုင်တွေကိုလွှဲပေးလိုက်ပြီဆိုတော့ပေါ့နော်ဘယ်အချိန်မှာ ဘသူကတော့ဒီဥစ္စာနဲ့ပတ်သက်တဲ့ဟာတွေကိုကိုယ်တိုင်ကိုကြလုံနေပါတယ်ဒါမှမဟုတ်လည်းအကျိုးစီးပွားရပါဝင်ပတ်သက်နေပါတယ်ဆိုတဲ့ဟာတွေကပေါ်ပေါက်လာမလဲဆိုတဲ့ဟာကလည်းစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကလည်းအာ KNU ကိုထိုးချတယ်ထိုးချတယ်လွှဲချတယ်ပေါ့နော်လွှဲချတဲ့ပုံစံမျိုးနဲ့ပဲသူတို့ကဒီ KK Pack လိုနေရာမျိုးတွေပြီးရင်ဒါရွှေကုတ်ကိုလိုနေရာမျိုးတွေကိုအယောင်ပြပုံစံမျိုးနဲ့ဝင်ရောက်စီးနှင်းပြတာတွေလုပ်ခဲ့တယ်အော် KNU ကလည်းတစ်ဖက်ကနေပြန်ပြီးတော့အေးမင်းတို့လုတ်လုတ်တာအဲ့ဒါဒါပြောမယ်ဆိုဇလန်းရိုက်တာပဲရှိသေးတယ်ဒီမှာအစ်စ်မန်ကဒီဟာဆိုပြီးတော့ ပြန်ပြီးတော့ကျုံပြလိုက်တယ်ဗောနော်အဲ့တော့အပြန်အလှန်တို့တွေဆွဆွဲနေတဲ့ပုံစံမျိုးတော့တွေ့ရတယ်ဒါပေမဲ့ဘယ်အချိန်မှအစ်မန်ထွက်လာမလဲဆိုတဲ့ဟာကတကယ်တမ်းတော့အားလုံးကသိပြီးသားစေကောင်းစီကဒါရိုက်နဲ့ပတ်သက်လို့လုံးဝလက်သက်တရခံဆိုတဲ့ပုံစံမျိုးတွေကလည်းအားလုံးသိပြီးသားဗောနော်အဲ့တော့ကျတော့အဲ့လိုမျိုးဟာကိုအခုချိန်မှာဒါဝိုင်းပြီးတော့ဖော်ထုတ်နေတာဖြစ်တဲ့အတွက်ဒီတက်သေးတွေကအရေးကြီးတယ်အဲ့တော့အဲ့တက်သေးတွေအဖြောက်မခံရဘူးလို့လို့ အဲ့သက်သေတွေကတကယ်ထိရောက်တဲ့နေရာမျိုးကိုရောက်သွားဖို့ရည်ကြီးတယ်ပေါ့နော်အဲ့တော့ဒီရက်ထဲမှာလည်းဒီနောက်ထပ်တရားရဲ့သတင်းကလာမြောက်ရီကကြားဖြန်ပေါ့နော်ကြားဖြန် site တွေကိုကြားဖြန် site တွေကအများကြီးတော့အများကြီးပဲဘယ်နေရာမှာပါဆိုတဲ့ဟာ data ကနေအကုန်သိတယ်နော်အဲ့လိုပဲပေါ့နော်တခြားဒါဒီကိစ္စရေဒီရေးကိုစောင့်ကြည့်နေကြပါလေဆိုတော့နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းဒါသိလိမ့်မှာပေါ့နော်ဒါ scan center strike phone လိုမျိုးအဖွဲ့တွေကလည်းဒါသိလိမ့်မှာပေါ့နော်အဲ့တော့ တခုလိုမျိုးဒီမြောက်ဒီမှာရှိပါဆိုတော့ကြားပြန် site တွေကိုသူကဒီစစ်ကောင်စီကပေါ့နော်သူရဲ့လက်အောက်ခံ BGN နဲ့ဒါပေါင်းပြီးတော့ရှင်းလင်းမယ်ဆိုတဲ့သတင်းတွေကလည်းကျွန်တော်တို့တွေတောင်သိနေရပြီပေါ့နော်အဲ့သတင်းတွေထွက်လာနေပြီပြောချင်တာအခုလိုသတင်းပေးပြီးမှဒါဝင်ဝင်ပြီးတော့ရှင်းနေတာတွေကပေါ့နော်တသိမဟုတ်ချင်ဘူးပေါ့နော်အဲ့ဒါကြီးကဟိုရုပ်ပေါက်တယ်ပေါ့ဗျာသိရမလားသတင်းပေးမှဝင်ပြီးတော့ရှင်းနေဆိုဘာလို့မှလဲအဲ့ကြအဲ့လိုမျိုးဝင်ဝင်ပြီးရှင်းလင်းနေတာကိုကြားဖြန်နေကရင်းမခုတ်ဘူးဖြစ်နေတာပေါ့နော် တချို့ဒါရွှေပြောင်းနေရာရွှေပြောင်းခံထားရတဲ့ကြားဖြတ်နေရှိတယ်ပေါ့နော်လုံခြုံတဲ့နေရာကိုရောက်သွားပြီဆိုတဲ့ပုံစံမျိုးနဲ့ခေါ်ထုတ်သွားတဲ့ကြားဖြတ်နေရှိတယ်ဘယ်သူတွေခေါ်ထုတ်လဲအားလုံးသိပါလေအဲ့တော့အဲ့ကြားဖြတ်နေကဆိုရင်ဒါဘာသတင်းမဲကြားကြားသူတို့ကရင်မခုံမတုံလို့ဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်ချိုးနေရာတွေမှာပြန်ပြီးတော့အစားပြုဖို့အတွက်ဒါပြန်ပြီးတော့ဒါလုပ်ငန်းတွေပြန်လည်ပတ်ဖို့အတွက်လုပ်နေတာတွေရှိနေတယ်ဆိုပြီးတော့လေဒါသတင်းတွေကတွေ့ရပြီးသားပေါ့နော်သိတဲ့လူတွေလည်းအားလုံးသိကြတယ်အဲ့ဒါကြောင့်မလို့ဒါ အခုလိုမျိုးလှုပ်တဲ့ဟာကလည်းနောက်ထပ်ဘာဇလန်ဇက်ကော့တွေအပိုင်း1 2 3တွေပါလာမှာပေါ့ဗျာအဲ့လိုမျိုးပုံစံမျိုးတွေထပ်ပြီးတော့ရိုက်လေအောင်မယ်လို့ပဲဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်